ဘလို့ခံစားချက်ရှိလဲဆိုတော့သူတို့ရောညီမကတော့အကောင်းဆုံးဖြစ်စေချင်ပါတယ်ပြီးတော့ international ပွဲမှာလည်းဟိုပထမဆုံးဆင်းလို့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို pressure တော့များတယ်ဟိုသူ့ကိုလည်းအကောင်းဆုံးကြိုးစားဖို့အတွက်တော့เนาะညီမကလည်းတက်နိုင်တဲ့လောက်တော့သူ့ကို guideline တွေပေးတယ်သူကိုယ်တိုင်ကလည်းအတွေ့အကြုံလည်းရှိပြီးသားပါเนาะအရင်လည်းပြန်ပွဲအတွေ့အကြုံရှိပြီးသားကိုယ်တိုင်လည်း အလုပ်တွေကစကူရန်ဥဆောင်ပြီးလုပ်နေတဲ့သူဆိုတော့ပြောကြရတော့မလို့သူကနေသူပဲအကုန်လုံးလိုအပ်တာတွေ training လုပ်တာတွေဘာသာစကားတွေကစအကုန်လုံးသူကနေသူဟိုလုပ်တယ်ပေါ့နော်ပြောကြရမလို့ဝတ်စုံတွေဟို photo တွေဘာတွေကစဘာမှစီစဉ်ကြရမလို့သူကသူအကုန်လုပ်တယ်အဲဒါပေမဲ့တခုတချို့နေရာဆိုပြောရတာပေါ့နော်အခုဆိုလို့ရှိရင်နောက်ကျရတဲ့အချိန်မလေးစားဘူးအဲ့ဟာတော့လုံးဝအမရဘူးတော့စိတ်ဆိုးတယ်အရင်စိတ်ဆိုးနေရနော်အဲအရင်လေးညီကုန်နေပြီးတော့ ပွဲအသစ်ကြုံလည်းမရှိဘူးပေါ့နော် international ပွဲအသစ်ကြုံမရှိဘူးဆိုတော့အဲကိုယ့်အတွက်ဟိုဘက်နိုင်ငံရောက်တဲ့အချိန်မှာ experience တွေအများကြီးရှိမယ်လို့ယုံကြည်ပါတယ်။ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံပတ်တရားမြို့မှာကျင်းပအောင်ဖြစ်ပါတယ်။ပြီးတော့ကိုလာပိုင်း9ရက်နေ့ပေါ့အဲကနေစပြီးတော့ဒီကိုလာကိုလာပိုင်းတလလုံးပေါ့အပြိုင်ပွဲကင်ပါလာပေါ့နော်။ဒီနေ့ကတော့ဒီညီမရဲ့ Galaxy မြန်မာ organization ကနေပြီးတော့ပထမအကြိမ်ကျင်း international ပွဲကိုဆီလိုမဲ့ Miss International ကိုမြန်မာအတွက်ကိုဒီ media တွေရှင်းပါတရားဝင်အနံပေးရပါရှင့် အာ MJ တော့ Miss Leadership in Myanmar 2025 MJ ပဲဖြစ်ပါတယ်။ဒါကလစီ organization ကလည်းပထမအဦးဆုံး international ကိုပထမဆုံးတွားရတဲ့ Miss တယောက်ပေါ့နော်။အဲအရင်လည်းညီကုန်နေပြီးတော့ပွဲတွေ종လည်းမရှိဘူးပေါ့နော် international ပွဲတွေ종မရှိဘူးဆိုတော့အာကိုယ့်အတွက်ဟိုဘက်နိုင်ငံရောက်တဲ့အချိန်မှာ experience တွေအများကြီးရှိမယ်လို့ယုံကြည်ပါတယ်။ အလိုကင်မှာကျတော့နပွဲတော့ပြင်မှုရပါတော့ဒီ Miss Classy မြန်မာနဲ့ Face of Beauty မြန်မာပေါ့နော်အဲ့ကနေကို Miss Nationship မြန်မာနဲ့ထပ်ဆက်မှာဖြစ်သွားတာပေါ့ဘန်ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံပတ္တိယမြို့မှာကျင်းပအောင်ဖြစ်ပါတယ်ပြီးတော့ကိုလာပိုင်း9ရက်နေ့ပေါ့အဲ့ကနေစပြီးတော့ဒီကိုလာကိုလာပိုင်းတလလုံးပေါ့အပြိုင်ပွဲကင်ပါလာပေါ့နော်ဘလို့ခံစားချက်ရှိလဲဆိုတော့သူတို့ရောညီမကတော့အကောင်းဆုံးဖြစ်စေချင်ပါတယ်ပြီးတော့ international ပွဲမှာလည်းဟို ပထမဆုံးစီလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို pressure တော့များတယ်ဟိုသူ့ကိုလည်းအကောင်းဆုံးကြိုးစားဖို့အတွက်တော့နော်ညီမကလည်းတနိုင်တလောက်တော့သူ့ကို guideline တွေပေးတယ်သူ့ကိုယ်တိုင်ကလည်းအတွေ့အကြုံလည်းရှိပြီးသားပါတော့အញ្ញံလည်းပြန်ပွဲအတွေ့အကြုံရှိပြီးသားကိုယ်တိုင်လည်းအလုပ်တွေကစကိုယ်တိုင်ဥစားမီလုပ်နေရသူဆိုတော့ပြောစရာတော့မလိုဘူးသူကနေသူပဲအကုန်လုံးလိုအပ်တာတွေ training လုပ်တာတွေဘာသာစကားတွေကစအကုန်လုံးသူကနေသူဟိုလုပ်တယ်ပေါ့နော်ပြောစရာမလိုဘူးဝတ်စုံတွေဟို photo တွေဘာတွေကစဘာမှစီစဉ်စရာမလိုဘူးသူကသူအကုန်လုပ်တယ် ဲဒါပေမဲ့တခုတချို့နေရာဆိုပြောရတာပေါ့နော်အခုဆိုလို့ရှိရင်နောက်ကျရတယ်အချိန်မလေးစားရဘူးအဲ့ဒီဟာတော့လုံးဝအမရဘူးမင်းတော့စိတ်ဆိုးတယ်အရင်စိတ်ဆိုးနေရနော်ဘယ်လိုအတားချက်ကတော့ तू ကတော့စူးစားတယ်ဘယ်လိုပဲဖြစ်သူအကောင်းဆုံးစူးစားရတယ်ပြီးရင်စိတ်စိတ်သဘောထားပေါ့နော်စိတ်ထားကောင်းတယ်ဟိုအကုန်လုံးပေါ့ဘယ်လိုပြောရမလဲတကယ်ချင်းနေပမာတဲ့ तू နားလဲပေးတယ် အကုန်လုံးဒီ Miss Classy မြန်မာ2024ပွဲတော့ဆိုလို့ရှိရင်အကုန်လုံးကသူ့ရစီရှင်ကြတာပေါ့နော်သူမင်းကလို့အကုန်လုံးကဟိုစိတ်တီအောင်ကစိုးကြတာအဲအဲ့လိုအထီအောင်မှဖြစ်ကြရတယ်အကုန်လုံးကလည်းရှစ်ကြတယ်ပြမွေချင်းချင်းလည်းသူ့ရှစ်တယ်သူကိုယ်တိုင်ကလည်းကြိုးစားတယ်ပြမွေချင်းချင်းလည်းသူကကြည်တယ်ပေါ့နော်နားလည်းပေးတယ်ဟိုအကုန်လုံးသူအရှင်းချင်းတောင်မှသူ support ပေးတယ်ပေါ့နော်အဲ့လိုဆိုတော့သူ့ကိုလည်းအကုန်လုံးကလည်းဟိုအားပေးကြတယ်ဝန်ရံပေးကြတယ်ဟိုအဲ့ဒါလေးကသူ့ရဲ့အားသာချက်ပေါ့နော် ဟိုဒီ partnership တွေဘာတွေဆိုတော့ဘယ်လိုပြောရမလဲတချို့အားတွေကတော့ပြုပြင်လို့ရတဲ့အရာလေးပေါ့အခုဆိုလို့ရှိရင်သူ့ကိုတော့ဒီ body တွေဆိုလို့ရှိရင်သူ့ကို train train ထိုင်းထားရတယ်ဟိုဘယ်လိုပြောင်းလဲလာမလဲတော့မသိဘူးနော်ပြီးရင် live ပြောရတယ်အချိန်နောက်ကြရတဲ့အမြင်အားနည်းချက်ကအဲ့ဒါပဲ။အမြင်လဲ payment တခုရချင်တာပေါ့နော်။ဒါပထမအောင်ဆုံးပြန်နေငယ်ပထမအောင်ဆုံး payment ရချင်တယ်။ဒါမှလည်းစိတ်ကိုတော့အမြင်လျှော့ဟာပေါ့နော်။အရန်ကြီးကို pressure ပေးပြီးတော့အမျိုးဆိုရင်ရုပ်လဲကြတယ်။ရုပ်ပြန်မှအရန်ဆိုးတယ်။အဲကြောင့်အဲပုံပေါ်ပပားနဲ့ ကို schedule ဆွဲပြီးတော့ဗောနော်အဲမိဖန်ကြရင်ဘာလို့ရမလဲဒီဘက်ခါကြရင်ဘာလို့ရမလဲဆိုရဲ schedule တိုင်းမဲ့သွားအဲကြောင့်စိတ်တော့အရင်ကြီး pressure မထားဘူးဗောနော်တိမောင်းနှစ်ယောက်ပဲသွားပါအဲလိုက်သွားတဲ့အခါမှာတော့သူတို့ကတော့ဟိုတယ်မှာကက်မွေးရမှာပေါ့နော်ညီမနဲ့ကတော့သူဟိုတယ်နာတနေတနေရမှာပဲညီမကတော့နေလို့ရမယ်ထင်တယ်။ဒါမှမဟုတ်သူတို့တဲတဲ့သူတို့ကက်မွေးတဲ့ဟိုတယ်မှာပဲတဲရမလားပေါ့နော်အဲ့လိုမျိုးပေါ့တခုခုတော့စီစဉ်ရမှာပေါ့။ဒါပေမဲ့သူကတော့လို့ပြမယ်ညီမတို့ကတော့ဒီဂျာရက်ဒီပါရီတော့လိုက်လို့မရဘူး။ဖိုင်နယ်ကျမှပဲညီမတို့ကလာလို့ရမှာပေါ့။အဲ အမကြီးပြောဆိုရင်ဆယ်တန်းလောက်တည်းစမဖြစ်စမဖြစ်ပြရပေါ့နော်ဒီ miss log ကဝင်ခဲ့ပါပေါ့နော်အဲအဲတုန်းကဆိုတော့ကိုယ့်ကိုလည်းတိတ်အဲလိုရမလဲအားရမှုမရှိသေးပေါ့နော်အဲ့ကနေဆက်သွားတယ်ဆက်သွားတယ်ဆိုတော့နောက်ဆုံးဒီ glazy မြန်မာမှာကျတော့အိမ်မက်ပေါ့ miss channel show ကအိမ်မက်ပါပဲအဲကြောင့် glazy မြန်မာမှာနောက်ဆုံးမှဆုံးခဲ့ပေါ့နော်ဆုံးခဲ့တဲ့ fashion ပြရခဲ့တယ်ရပြီးတော့အမအနေပေါ့နော် ဒီ form တင်ပေးပါနော် form တင်ပေးတိုင်းနဲ့ Miss International ကိုမြန်မာနဲ့ထောင်းဆန်းအောင်ရခဲ့ပါတယ်ဒီဒီထက်လဲပေါ့နော် Miss International ဒီ Miss International ကိုမှလည်းအဲ placement တခုပေါ့နော် International မှာလည်း placement တခုရအောင်ကြိုးစားမယ်လို့ဒီဒီကနေပြောချင်ပါတယ်ဒုက္ခကြီးမှာကြောက်ပေါ့နော်အကောင့်နဲ့စိုးတွင်တွင်ရှိလို့ကိုကြိုက်လို့ရှိမယ်မကြိုက်လို့လည်းရှိမှာပေါ့နော်အဲဒါပေမဲ့အမကြီးကတော့ကိုကိုကိုကြိုးစားရရုံးဖို့ပဲကိုသွားခဲ့တဲ့ကြောင့်အလောက်ကြီးတော့အခက်ကြီးမရှိပါဘူး မအနေနဲ့ကတော့အကုန်လုံးညီမချက်အကောင်းဆုံးနေပဲညီမတို့ကြုံတွေ့စီချင်းလဲကိုထပ်ပို့ပြီးတော့တော်တယ်ကိုထပ်ပို့ပြီးတော့အော်မီဇေးရှင်းလဲပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်မို့အားမလို့အမြတ်ဖြစ်တာကြီးတော့အများကြီးပေါ့ပို့ပြီးတော့ကောင်းစီချင်းတဲ့ဆန္ဒတွေညားတယ်တခုခုဆိုလို့ရှိရင်လဲဖြစ်စီချင်းတယ်လှုပ်စီချင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့ဟိုသူတို့နဲ့အဲ့လိုမျိုးကရောက်စားလေးတွေရှိတာကိုကိုကလည်းအရန်ဖြစ်စင်စိတ်တွေများအရင်လေကိုကလောလဲလောတက်တော့ခါကြတော့ဟိုတခါလေးကြာလို့ရှင်ပြောမိတာလေးတွေလည်းရှိတာပေါ့နော်အရင်ကကျတော့ကိုလက်မခံဘူးဒါပေမဲ့ လူတိုင်းကစူးစမ်းနေဖို့ရအောင်ကိုကိုယ်တိုင်လုံနိုင်တယ်ဆိုတဲ့အရာကိုပြသတဲ့အချိန်ဆိုရင်အိမ်ကလည်းခွင့်ပြုပါတယ်အရန်အရန်အားပေးရပါတော့အခုဆိုရင်အမကြီးကလည်းဒီပုံတပုံရဲတော့မယ်ဆိုရင်ဟိုအဖက်ရင်းထည့်ထားတာပေါ့နော်မတူညီတဲ့ဒီဇိုင်းလေးနေအခုအခုဒါအခုဒီမီဒီယာမိတ်ဆက်ပေးပြရတဲ့အရှူတင်ကိုပြန်တည့်ထားတာပေါ့နော်ဘလို့လာမလဲဆိုတော့မသိဘူးဒါပေမဲ့အမကြီးကလည်းအလုပ်တစ်ခုလုပ်ရမယ်ဆိုတော့အဖက်အများကြီးထည့်ထားရည်ဆိုတော့ပြပြချင်ပါတယ်အာ အများကြီးပင်ဆင်နေပါတယ် MJ language ပိုင်းရောဒီ communication ပိုင်းရောပြီးတော့ physical ပိုင်းအကုန်လုံးပေါ့နော်အဲဆိုဆိုရင်အကောင့်ဆုံး payment တစ်ခုရယူမယ်လို့မြန်မာနိုင်ငံအတွက်အကောင့်ဆုံး payment ရမယ်ကျွန်တော်ကိုယ်ကိုယုံကြည်ပါတယ် MJ အပြေးချပါလို့ဒီကနေ့ပြောချင်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ပထမဆုံး international post ဆီလို့မဲ့အနာမေကိုအကောင်းဆုံးပတ်မှုပေးကြဖို့အတွက်တော့ပိတ်သက်တွေကိုလည်းတောင်းဆိုချင်ပါတယ်ပိုတူကိုရိုင်းလည်းအကောင်းဆုံးကြိုးစားနေပါတယ်အဲ ပွဲကြလို့ရှိရင်တော့ကောင်းဆုံးဖြစ်မယ်လို့ညီမတို့ကယုံကြည်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ပိတ်တက်တီအာအပိရတဲ့ဥစ္စာအလကားမဖြစ်အောင်ကြိုးစားသွားကြိုးစားသွားပေးပါမယ်။